အခုပြပွဲကဒီကဘာကြီးပြင်ပကအရာတွေကိုချင်းကပ်နိုင်မဲ့ဤပညာတွေကိုဖော်ပြတဲ့ပွဲပါ Roscosmos ဆိုတဲ့အဖွဲ့ကတော့မော်စကိုမြို့တောင်ဘက် ကီလိုမီတာ40အကွာမှာရှိတဲ့ Zhukovsky မှာကျင်းပတဲ့ MKS 2017ပြပွဲမှာစီမံကိန်းတွေကိုဖော်ပြနေကြတဲ့အဖွဲ့တွေကတစ်ဖွဲ့ပါ Roscosmos State Corporation for Space Activity အဖွဲ့ဟာရုရှားနိုင်ငံရဲ့အာကာသဤပညာဖွံ့ဖြိုးရေးအတွက်လှုပ်ဆောင်နေတဲ့အစိုးရပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ လရဲ့အလင်းဟန်မျက်နှာပြင်မော့ကမွန်ပါရာဆလီနီပေါ်မှာအထိုင်ထားတဲ့မော်ဂျူးတွေလူနာမော်ဂျူးလနဲ့လကိုပတ်နေတဲ့အာကာသယင်ကြားသွာလာဖို့တိဆောက်ထားတဲ့ရင်ငယ်ကိုပြသထားတာလဲစိတ်ဝင်စားဖွယ်ကောင်းလာပါတယ်ရုရှားနိုင်ငံရဲ့လကဘာပေါ်အခြေစိုက်ခြင်းနဲ့ရည်မှန်းချက်ကိုအသက်သွင်းဖို့ရည်ရွယ်ပြီးစတင်ခဲ့တဲ့ resource luna resource နဲ့ globe luna globe စတဲ့လကဘာဆိုင်ရာ လေ့လာမှု program ဟာသိပ္ပံနဲ့နှီးပညာပိုင်းမှာစိတ်အားထက်သန်မှုနှေးပါပြီး စွမ်းအင်မလုံလောက်မှုတွေကြောင့်နှောင့်နှေးမှုတွေနဲ့အကျဉ်းချုပ်အခါခါရင်ဆိုင်လာရပါတယ်45ဖန်သားပြင်ပေါ်မှာမြင်နေရတဲ့အတိုင်းမြောင်များလှတဲ့မော်ဂျူးအရေအတွက်တွေဟာရုရှားနိုင်ငံကလကဘာပေါ်ဘလောက်ထိစိတ်အားထက်သန်နေသလဲဆိုတာကိုမိမောင်းထိုးပြသလိုဖြစ်နေပါတယ်ဒါပေမဲ့ project အများစုကတော့စီစဉ်ရေးဆွဲကြစားပဲရှိနေသေးတာပါ Roscommon's အဖွဲ့ကစီစဉ်သူတူအူကတော့2018ခုနှစ်မှာပြီးစီးမယ်လို့ခန့်မှန်းထားတဲ့ ဗက်စကော့ဂနီကော့စမိုဒရုန်းစီမံကိန်းအကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ပြီးဒုံးပျံကိုဘယ်လိုလွှတ်တင်မလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ Roscosmos အဖွဲ့ရဲ့လက်အောက်ခံကုမ္ပဏီတွေကဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုဂျိုရုဝန်ဆောင်မှုနဲ့နေအောင်ကြီးစွန့်အင်ဘက်ပိုင်းမှာလှုပ်ဆောင်မှုအတွက်ခြေလှမ်းတွေစတင်နေပါပြီ။အကဒါနဲ့ပတ်သက်ရင်စိတ်အားချက်သန်တဲ့ဤပညာတက္ကသိုလ်ကျောင်းသားအာတမ်မရှိလိုဗတ်ကတော့ MKS 2017ကို လာရောက်လေ့လာသူတူပါ ဒီပြပွဲကတော်တော်လေးကိုပြောင်မြောက်တယ်။ခင်းချင်းပြင်ဆင်ပုံတွေနဲ့မော်ဂျူတွေကလည်းတော်တော်အားရပါတယ်။ရော့စကော့မကပညာရှင်တွေစိတ်ဝင်စားဖို့ပုံကိုယ်တွေနဲ့အလားတူပညာရဲ့မှာလိလဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့လည်းရုရှားနိုင်ငံရဲ့အာဂါဒပိုင်းကဖွံ့ဖြိုးမှုတွေကနောက်ကျကြံရစ်နေသေးတယ်လို့အစိုးရရဲ့ဗန်နံငွေပေါ်အလုံးအမင်းမိခိုနေတယ်လို့အာတမရှီလိုဗတ်ကယုံကြည်နေပါတယ်။ частным космосом мы вряд ли потягаемся, потому что Буглига Агада Йинлайнга Танжвэ Тэтэри ရဲ့ကိုပိုင်ငွေတွေနဲ့ယင်းဤမြုံနံရာကနေဖြစ်လာကြတာပါသူတို့တွေကဒီဘက်ပိုင်းကိုအယူမှုစိတ်ဝင်စားကြသူတွေဖြစ်ပြီးမရမကလုံးမဲ့သူတွေမို့လို့ပုဂ္ဂလိကဘက်ကရန်ပုံငွေနဲ့လှုပ်ဆောင်နေတဲ့ဒီပရိုဂရမ်တွေကအနောက်တိုင်းကပရိုဂရမ်တွေနဲ့ချင်းလို့ရမယ်လို့မထင်ဘူးကျွန်တော်တို့နိုင်ငံမှာတော့ဒီလိုဖြစ်လာနိုင်ဖို့အလားအလာမရှိဘူးဆိုဗီယက်ခေတ်ကတည်းကစာကေပက်ဘလိုဘစ်ကရိုရိုလီဖ်ရုရှားနိုင်ငံရဲ့ဒုံးပျံနည်းပညာပိုင်းဆိုင်ရာချီးဆောင်တို့လိုလူတွေထုတ်ပေါ်ထားတဲ့ စီမံကိန်းတွေကလာလာကောင်းပေမဲ့အစိုးရရဲ့ဗန်နာငွေထောက်ပံ့တစ်ခုတည်းကိုပဲမိခိုနေရသေးတယ်။ရုရှားအစိုးရအနေနဲ့အထူးပြုလုပ်ထားတဲ့ Quantum Optic Laser ကို အသုံးပြုပြီးနိုင်ငံပိုင် GPS စနစ်ကိုပုံမတိကျစေတဲ့တီနီယာအတီးပြုဂျိုရု Precision Satellite ဘက်ပိုင်းကခွင့်ပြုံးမှုတွေ တိုးတက်လာတာကိုတော့စိတ်ပါအားရနေပုံပေါ်ပါတယ်။ GLONASS Global Navigation Satellite System ဟာရုရှားနိုင်ငံရဲ့အာကာသအခြေစိုက်လမ်းညွှန်စနစ်တစ်ခုဖြစ်ပါတယ်။ ဂျိုရုအစ်စ်တွေကပုံမတိကြတဲ့တီနီယာအချက်လက်တွေကိုဖော်ပြနိုင်လိမ့်မယ်လို့ Precision Satellite ပြုလုပ်တဲ့ပိတ်ပန်နဲ့စက်ယုံအလုံယုံပိုင်းဆိုင်ရာ Corporation ကသူတည်တည်ဖြစ်တဲ့ Elena Craceva ကဆိုပါတယ်ဒီစက္ကရိယာတွေကကဘာနဲ့အနီးကလဲပတ်နေတဲ့အခါကဘာပေါ်ကအာကာသစခန်းကနေလွှင့်တဲ့ဂျူရူးနဲ့စခန်းခြားအကွာအဝေးကိုတိုင်းတာပြတဲ့လေဆာအချက်ပြမှုတွေကိုလက်ခံရရှိမှာပါ။ ဒီလိုအခါမှာဂျူရူကကဘာဘော်ကစခန်းအတွက်တွက်ချက်တိုင်းတာပေးတဲ့စုံချက်အဖြစ်တက်ရောက်သွားပါတယ်ကဘာပေါ်ကစခန်းတွေအားလုံးကပြန်လဲတွက်ချက်ပြီးတဲ့နောက်ပိုင်းမှာတော့သူတို့တွေကတိကျမှုနှုံမြင်မာတဲ့အချက်လက်တွေနဲ့ glue net system ပေါ်မှာအသုံးချနိုင်ပါပြီ ကျမတို့ corporation ကမြေပေါ်တုံး quantum optics scan တွေကိုလုံဆောင်မှုစ조사နေပါတယ်။ all-time laser optics center က၄အောက်ပေါ်မှာတွေ့ရတဲ့အတိုင်းပဲစောက်လုံးစဲကာလရောက်နေပါပြီ။လေကြောင်းနဲ့ရေကြောင်းသွားလာရေးအတွက် optical location technology ကိုလည်းစမ်းသပ်နေပါတယ်။ဒီပြပွဲကိုလာရောက်လေ့လာသူတွေကအာကာသနဲ့ခရီးသွားတဲ့အတွေ့အကြုံတွေကိုခံစား권ရမှာဖြစ်ပြီး VR မျက်မှန်တွေကနေတဆင့်လကဘာရဲ့မျက်နှာပြင်ပေါ်မှာ ရင်မောင်းနေရတယ်လို့ခံစားရမယ်အခွင့်အရေးတွေရှိပါတယ်။လာရောက်လေ့လာသူတဦးဖြစ်တဲ့ Alexander Ripping ကတော့ VR နဲ့စမ်းသပ် မောင်းနှင်ခဲ့တဲ့အတွေ့အကြုံကိုအခုလိုရှင်းပြလိုက်ပါတယ်။ဒါရီအလုံးကလကဘာပေါ်မှာပဲဖြစ်ခဲ့တာပါကျွန်တော်ကဒီကားလေးကိုစီးပြီးလကဘာပေါ်ကခြိုင်းခွက်တွေကိုပတ်မောင်းလာခဲ့တယ်ဒီခြိုင်းခွက်တွေကိုဘယ်လိုရှောင်ပြီးမောင်းရမလဲဆိုတာကိုကောင်းကောင်းရှင်းပြထားတာမရှိတဲ့အတွက်ကျွန်တော်လဲစဝိုင်းပတ်မောင်းပြီးချိန်ကုန်ခဲ့ရတယ် ဘလိုပဲဖြစ်ဖြစ်လေအဲ့ဒီအာယုံခန်းစားချက်တွေကအရန်စိတ်ဝင်စားစရာကောင်းပါတယ်တင့်ကောင်းပေါ်မှာချယ်ရီအများကြီးပဲပတ်ဝန်းကျင်တစ်ခုလုံးကလည်းလမျက်နှာပြင်နဲ့ဂျိုင်းကွက်တွေကဝန်းရံနေတယ်တမူထူးခြားပြီးအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် MKS 2017ပြပွဲဟာဇူလိုင်18ရက်ကနေ23ရက်နေ့ထိပြသသွားပါတယ်